ဓာတ်ချောင်းထဲနဲ့စစ်တီတူပန်းကိုရင်ဆိုင်ရဲတဲ့စစ်တီမှာတယောက်ရဲ့ပုံမြင်ကိုတင် जा ဖို့ပါတလားမြမဖြစ်သူကိုတပ်ဖြတ်ခဲ့တဲ့ရက်ဆက်တဲ့အေဂရီဘယမကိုလက်စားချေဖို့မော်ဒန်နဲ့ကလဲစားချေပွဲတွေကိုဘသူမှမတားနိုင်တဲ့ရက်ဆွန်ဂျာရဲ့အင်အားနဲ့ဂန်ဒဝင်းခကြီးကိုဒီရီကမှာတွေ့မြင်ရမှာပါ Red Sonja 2005游戏 Movie Recap 阿萨松。 ရုပ်ရှင်အဆမှာ Red Sonja Madilda Let's ရဲ့ငယ်ဘဝကိုပြန်ပြောပြသထားပါတယ်။သူမရဲ့ဇာတိမီဖြစ်တဲ့ Hycrania ကိုရက်ဆက်ချမ်းကျိုးတဲ့တိုက်ခိုက်မှုတွေကြောင့်ဖျက်ဆီးခံရပြီး လူမျိုးစုတွေတည်ဆုံခဲ့ရပါတယ်။အဲဒီကနေလူမျိုးတာတဲ့ Sonja ဟာနှစ်ဖက်မှာ Ashra ကိုကူးကွယ်ရင်းတောနတ်ထဲမှာတကူတည်းကြီးပြင်းလာခဲ့ပါတယ်။သူမဟာတောရဲ့တဘာဝကိုစောင်းလျှောက်သူအဖြစ်နေထိုင်ပါတယ်။ ဒီနေ့မှာတော့ Tortory Sunday ကိုရည်ရွယ်ချက်ရှိရှိတတ်ဖြတ်နေတဲ့မုတ်ဆိုးအဖက်တစ်ဖက်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီမုတ်ဆိုးတွေကိုခြေရာခံရင်းအာနာရှင် Emperor Dragon ရဲ့ Empire စီကိုရောက်ရှိသွားပါတယ်။ Dragon ရဲ့စစ်တပ်ကစုံကြကောဖမ်းဆီးရမိပြီးမြို့တော်တဲက Gladiator ကစားပွဲတွေမှာမထင်မနေတိုက်ခိုက်ရမယ်ကြုံပြီးခေါ်ဆောင်သွားပါတယ်။ Dragon ဟာသူ့ရဲ့ Empire ကိုတေးပြန်ပညာသို့မဟုတ်ရှီးဟောင်းပညာနဲ့ထိန်းချုပ်မိပြီးဟိုင်ခါနီရဲ့မျိုးနွယ်စုရဲ့မော်ဆန်နဲ့စားသောဝါကောပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ပွဲကြီးပရိသတ်ကြီးရှေ့မှာမှာဆောင်းကြာဟာသူ့ရဲ့ပြန်ပတ်တီထက်တဲ့အခြားကြုံတွေနဲ့ကြောက်မဖွယ်တရဝါဒီဥပမာ Cyclops ကဲ့သို့ကိုတိုက်ခိုက်ရင်သူမရဲ့အကျန်းတန်းနဲ့ဆွမ်းနိုင်လေကိုပြသခဲ့ပါတယ်။ဒီလိုတိုက်ခွေးဒီကြောင့်သူမဟာအခြားကြုံတွေရဲ့လေးစားမှုကိုရရှိပြီးမဟာမိတ်တွေလည်းရလာပါတယ်။ ဆိုညာဟာကျွန်းဘဝကနေလွတ်မြောက်ဖို့နေခရဂန်ရဲ့ဖိနေမှုကိုအဆုံးသတ်ဖို့ကြံစီပါတယ်။သူနဲ့မဟာမိတ်တွေပူးပေါင်းပြီးခရဂန်ရဲ့စိတ်နာဟု ထောက်ပြရနေတဲ့မျိုးတမျိုးကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုအတွင်မှာကျန်ရှိနေတဲ့ဟိုက်ခန်ဒီယန်လူမျိုးစုဝင်တွေကိုပြန်တွေ့ခဲ့ပြီး Dragon Sharp ဝင်နေတဲ့စာအုပ်ရဲ့နောက်တဲ့ဝက်ကိုသူတို့စီမှာတွေ့ရှိခဲ့ပါတယ်။နောက်ဆုံးတိုက်ပွဲမှာ Dragon ဟာ အုပ်နှစ်ဖက်စလုံးကိုရရှိသွားပြီးသူ့ပြအာဏာကို အမင်းဆုံးအထိသုံးဆွဲဖို့ကြိုးပမ်းပါတယ်။ဆိုညာဟာဒဏ္ဍာပြင်းထန်စွာရရှိခဲ့ပေမယ့်သူ့မရဲ့မဟာမိတ်တွေနဲ့အတူ Emperor Dragon ကိုအဆုံးသတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ဆွန်ဂျာဟာသူ့ရဲ့ကြောက်ရွံ့မှုတွေကိုကြောလွှားပြီးနတ်ဖျားမှာအာရှီရာရဲ့အကူအညီနဲ့ Dragon ကိုအနံ့ယူကဖိနှိပ်ခံပြီးသူတွေကိုလွတ်မြောက်စေခဲ့ပါတယ်။ရုပ်ရှင်အစိုးမှာတော့ Red ဆွန်ဂျာဟာလောကကြီးရဲ့လွတ်လပ်မှုကိုကာကွယ်ပေးမဲ့သူရဲ့ကောင်းပြောက်ဖြစ်ရှေးဆက်မဲ့ခြေလှမ်းတွေကိုပြသတင်ဇာတ်သိမ်းခဲ့ပါတယ်။ဒီအနစ်ချုပ်ဟာရုပ်ရှင်အသေးရဲ့အဓိကဇာတ်လမ်းအကြောင်းအရာတွေကိုတည်ဖို့လုံလောက်မယ်လို့ယူဆပါတယ်။တခြားဘယ်အချက်ကိုထပ်တိကျမှတ်တယ်လဲခင်ဗျာ။